မင်္ဂလာပါခင်ဗျာဘယ်လိုကုညီရကလဲအာဘောဓမတမဝိပဿနာစာထန်လို့ရှိရင်ဘယ်ကဘဘယ်ကမထန်စာထန်ရမလဲဘူဒ္ဓဟူနီမလာဘယ်နေရာတည်းနေရလို့ကျင်တာလဲမဟုတ်ဘူးဘောဓဘာသာမှာလေအဝိပဿနာတရားစာထန်လို့ရှိရင်ဘယ်ကမထန်စာထန်ရမလဲအဲ့ဒါသိချင်လို့ဝိပဿနာတရားစတဲ့ချင်းကြံဖို့အာနာပါနာ ကမ္မထာကိုစတင်ကြင်ကြံလေ့လာနိုင်ပါတယ်။အာနာပါနကမ္မထာဆိုတာအသက်ရှူပင်လေးထွက်လေဖို့တတိထားမှတ်သားတဲ့ကမ္မထာတစ်မျိုးဖြစ်ပါ诶။ဟောဟုတ်ကဲ့။အဲဘီလို့ရှိရင်ခန္ဓာ၅ပါးကိုဘယ်လိုပိုင်းခြားရမလဲဘုနော်။ခန္ဓာ၅ပါးကိုပိုင်းခြားတာကယောခန္ဓာနဲ့နာမ်ခန္ဓာတို့အထက်ပိုင်းခြားလို့ရပါတယ်။ယောခန္ဓာဆိုတာယောပိုင်းဆိုင်ရာအစိတ်ပိုင်းတွေဖြစ်ပြီး နာခန္ဓာဆိုတာစိတ်ပိုင်းဆိုင်ရာအစိတ်ပိုင်းတွေဖြစ်ပါတယ်။ဩအာဒါဆိုရင်အာယုတ်ခန္ဓာဘယ်နှပါရှိလဲပေါ့နော်။ယုတ်ခန္ဓာကတော့အာပေါ်တေဇောဝါယောပထဝီရေပေါင်းလိုက်ရေလေးပါရှိပါရေ။ဩဟုတ်ကဲ့ဒါဆိုရင်နာဆိုရင်ရောနာခန္ဓာကတော့ဝေဒနာတဏ္ဍာ ဝေဒနာတညာပြလို့ရှိရင်ဝိညာဉ်ဆိုပြီးမဟုတ်လေခုစီရမယ်မလားဟုတ်ပါတယ်နံခန္ဓာမှာအဲ့ဒီလေးမျိုးရှိပါတယ်အာနောက်တစ်ခေါက်ထပ်ပြင်ပြောပြမလားအဲ့ဒီလေးခုဝေဒနာတညာသင်္ခါရဝိညာဉ်ဆိုပြီးတော့ လေးမျိုးရှိပါတယ်။ဟုတ်ကဲ့ပါ။ဘယ်လိုပြောမလဲ။ဝင်းလေထွက်လေကိုဘောနော်အဲ့ဒါဘယ်လိုဆမရမလဲဘောနော်။ဝင်လေထွက်လေကိုစိုက်ဆူဆိုင်ပြီးရှုထွင်းရှုထုတ်တိုင်းမှာတတိနဲ့မှတ်သားရပါမယ်။ဝင်လေဝင်လာတာကိုမှတ်အောင်ကြိုးစားပြီးပြီးလို့ရှိရင်ထွက်လေထွက်သွားတဲ့ကိုလည်းတိအောင်ကြိုးစားရပါမယ်။ Okay ပါ တဆိတ်ဆိတ်ရှုမှတ်နေရင်းနဲ့စိတ်ကအာယုံပေါ်မှာစုစည်းထားရပါမယ်။အာဝိလေထွက်လေစုမှတ်တာအာတမထလာဒါမှမဟုတ်ဝိပဿနာလာအဲ့ဒါတစ်ချက်ပြောပြပြလို့ရလား။ဝိလေထွက်လေကိုရှုမှတ်တာကတမထအဖြစ်နဲ့စတဲ့ကျင့်ကြံလေ့လာနိုင်ပါ रे ။ဟောဟုတ်ကဲ့ပါ။ဒါဆိုရင်ဝိပဿနာကျတဲ့ဟောဘယ်လိုမျိုးလဲပေါ့နော်။ ิปัตตนาก็တော့อายุงตรีบอมาဖြစ်ပေါ်ချုပ်ပြောင်းနေတဲ့တဘာဝကွေကိုရှုမှတ်စင်ချင်းပြီးအမှန်တိုင်တိအောင်ကြိုးစားတာဖြစ်ပါလိ။ဩဟုတ်ကဲ့ပါ။ကျေးဇူးညိုက်ကြပါတယ်။နားလည်ပြီလားခင်ဗျာ။ဟုတ်ကဲ့ပါနားလည်ပါပြီစင်။อืมပြောပြပြီးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်။